Burma Independent Voice မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်နေတာကြောင့်ပဲမြန်မာနိုင်ငံကအကြောင်းသူကြောင်းသားတွေဟာမြေရောက်ဘန်ကာရီကျောင်းထဲမှာစတင်နေကြရတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျောင်းသူတရားဖြစ်တဲ့၁၈နှစ်အရွယ်ဖြူဖြူဆိုရင်စတင်ငန်းထဲကိုမစင်းခင်တိုင်းမှာသူ့ရင်ထဲကနေစူတောင်းနေရတာက တိုက်လေရင်တွေမလာပါစေနဲ့လေရင်မှုတွေတနာကြပါစေဘုံတွေမပေါက်ကွဲပါစေနဲ့တဲ့ ဒီလိုစူတောင်းနေရတာကိုသူကိုယ်တိုင်လည်းဘယ်သူမှပြင်းရှင်းပေးနိုင်မှာမဟုတ်ဘူးဆိုတာသိနေပါဗျ။ဒီမြေရောက်ကြောင်းကိုပြီးခဲ့တဲ့ဇွန်လကမှတည်ထောင်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့အနီးနားကကျောင်းတစ်ကျောင်းကိုစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားယောက်20နဲ့ဆရာဆရာမ2ယောက်တည်ဆုံးခဲ့ရတယ်လို့မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရသိရပါတယ်။အရင်တုန်းကကျောင်းတက်ရက်တွေဆိုပြောစရာကြီးစိတ်ချမ်းသာစရာတွေနဲ့ပဲပြည်နေတာအခုတော့ လေကြောင်းတိုက်ခိုက်မှုတွေစကြတဲ့ကပျော်ရွှင်မှုတွေပျောက်ကုန်ပြီးចောင်းသားတွေလည်းတိတ်ဆိတ်ငြိမ်သက်ကုန်ကြတယ်လို့ဖြူဖြူကပြောပြပါဗျ။စစ်ပွဲအခြေအနေစောင့်ကြည့်သူတွေရဲ့ပြောကြားချက်အရ2021ခုနှစ်အာနာသိမ့်ပြီးပြည်တွင်းစစ်ဖြစ်လာကြတဲ့ကမြန်မာစစ်တပ်ဟာနှစ်တိုင်းလေကြောင်းတိုက်ခိုက်မှုတွေကိုပိုပြီးတိုးမြင့်လှုပ်ဆောင်လာတယ်လို့ဆိုပါတယ်။စစ်တပ်ဟာမြေပြင်မှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ဝန်းရံတိုက်ခိုက်တာကိုခံနေရလို့လေကြောင်းစွမ်းအားကိုပို့သုံးလာတာဖြစ်တယ်လို့သူတို့ကပြောပြကြပါဗျ။ မိုးရသည်မေလကနေစက်တင်ဘာလအထိဆိုရင်လေကြောင်းတိုက်ခိုက်မှုတွေတက်တာလေးရှိပေမဲ့ဒီနှစ်မိုးရသည်ရဲ့တစိမ့်တစ်ပိုင်းအချက်လက်တွေအရလေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုပေါင်းတစ်ထောင်ကျော်ရှိခဲ့ပြီးလူရှိရာကျော်တည်ဆုံးခဲ့တယ်လို့ Independent Impartial Conflict Monitoring Providing ဘွဲကမှတ်တမ်းတင်ထားပါတယ်။မန်လေးမြို့မြောက်ဘက်မိုင်80စက္ကန့်အကွာတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာမှာဖြူဖြူတို့စာတင်နေရတဲ့မြေရောက်စာတင်ခန်းဟာဆူဆွပြီးမှောင်မဲနေပေမဲ့ တော်ရုံတန်ရုံတို့လုံခြုံမှုရှိပါတယ်။ဒီတောင်းကိုကောက်ခံလို့ရတဲ့အလူငွေတွေနဲ့တောနဲ့ထဲမှာတိစောက်ထားတာဖြစ်ပါတယ်။ဘလူးအခက်ခဲပဲရှိရှိကျမတို့ပညာသင်ချင်တယ်လို့ဖြူဖြူကပြောပြပါတယ်။သူမအနှစ်သက်ဆုံးမြန်မာစာပေကိုခေါင်းငုံပြီးလေ့လာနေချိန်မှာစစ်တပ်ကဖျောက်ချခဲ့တဲ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့ပိုစတာက သူမကိုပေါ်စည်းကနေကြည်နေပုံပါပဲ။တော်လိုင်းတပ်ဖွဲ့တွေက2023ခုနှစ်နှောင်းပိုင်းလောက်မှာ ပူပေါင်းထိုးစစ်တွေစတင်ပြီးမှအခြေအနေတွေပြောင်းလဲလာတာဖြစ်ပါတယ်။အဲဒီအခါစစ်တပ်ဟာလေကြောင်းရံကာကွယ်ရေးစနစ်မရှိတဲ့တော်လှန်ရေးသမားတွေကိုလေကြောင်းစွမ်းအားကိုအဓိကအားကိုးပြီးတိုက်ခိုက်လာတာဖြစ်ပါတယ်။မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တဦးဖြစ်တဲ့ကိုစောထွန်းကသူတို့မြေပြင်တိုက်ပွဲမှာမနိုင်တော့ဘူးလို့ခံစားလာရတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေတုံးလာတာပါလို့ဆိုပါတယ်။ Independent Impartial Conflict Monitor Providing Asia Pacific သူတည်တီမဆုမွန်တန်ပြောပြတာကပိုပြီးစိတ်မကောင်းစရာပါ စစ်တပ်ဟာကြောင်ရွတ်ထိတ်လန့်မှုတွေဖြစ်အောင်ရည်ရွယ်ပြီးလူအုပ်ကိုတမင်ပြစ်မှတ်ထားတိုက်ခိုက်တာပါတဲ့လူတွေကစိတ်ပြက်အားငယ်ပြီးဘဝမရေရာမှုတွေများလာရင်တော်လန်ရေးကိုထောက်ခံတော့မှာမဟုတ်ဘူးလို့သူတို့ကယူဆကြပါတယ်တဲ့ဒါပေမဲ့ဒီလိုလေချောင်းဆွမ်းအားကိုတုံးတာကရှုံးနိမ့်မှုကနေကာကွယ်ပေးနိုင်ပေမဲ့အနိုင်ရဖို့တော့မလုံလောက်ဘူးလို့သူမကသုံးသပ်ပါတယ်စစ်ပွဲမှာလူပနေရောက်တည်ဆုံးခဲ့ပြီလေဆိုတာသိကြတဲ့စည်ရင်းမရှိပေမဲ့ Independent Impartial conflict monitor providing အဖွဲ့ကတော့လူပေါင်း7500ကျော်တည်ဆုံးခဲ့ပြီးအရက်သား3400နီးပါးဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆုံးခဲ့ရတယ်လို့ခန့်မှန်းထားပါတယ်။ Skyline ကလည်းသမားတွေဆိုရင်ဒီဘက်မှာပုံနေရလို့ညဘက်မှာမီးရှူးမီးတိုင်ထွန်းပြီးစပားကိုပြိုးနေကြရပါတယ်။မန္တလေးတိုင်းတွေကတပေကျင်းမြို့နယ်တို့နေရာမျိုးမှာဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကရေဒီယိုလိုင်းစကားပြောဆက်တွေနဲ့ စစ်လေရင်တွေရဲ့လမ်းကြောင်းကိုကြည့်ပြီးဒေသခံတွေကိုအရေးပေါ်သတိပေးနေရပါတယ်။ဒီလိုမျိုးယာယီသတိပေးစနစ်ကိုလှုပ်ထားရတာဖြစ်တယ်လို့ပြောပြကြပါတယ်။အဲ့ဒီထဲကကိုသွင်းလက်ဆိုသူတယောက်ဆိုရင် တနေ့ကို16နာရီလောက်လှည့်ကြတာဝန်ယူပြီးဒီယာယီသတိပေးစနစ်ကိုတနေ့15ချိန်အထိဖွင့်နေရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘန်ဂါရီတီးခြားကျောင်းတွေက ရုပ်ပိုင်းဆိုင်ရာဘေးကင်းအောင် ကာကွယ်ပေးနိုင်ပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး69နှစ်အရွယ်ရှိတဲ့ဒေါခင်ခင်တင့်ကကျွန်မဘလောက်စိတ်လုံရှားပြီးထိတ်လန့်နေလဲဆိုတာပြောမပြတတ်အောင်ပဲတခါတလေဆို ကိုသေးပြီးပြီလို့တောင်ထင်မိတယ်ဒါပေမဲ့နှလုံးကတော့ခုံနေတုံးပါပဲလို့စိတ်မကောင်းစရာ ပြောပြထားပါတယ်ဆရာနာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာရဲသားထိခိုက်သေးဆုံးမှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကတစ်နှစ်ထက်တစ်နှစ်ပိုမှုများပြားလာတာကိုတွေ့ရပါတယ်စစ်တပ်ကလုံမဲ့ယူကောက်ပွဲနီလာချိန်မှာလည်း မြန်မာစစ်တပ်ကလက်လွတ်ထားရတဲ့နေရာတွေကိုပြန်ယူနိုင်မှုထိုးစစ်ဆင်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေပြီးရဲသားပြည်မဲ့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေလည်းပုံမှုများပြားလာတာကိုတွေ့နေရပါတယ်ခင်ဗျာ Burma Independent Voice